လာချိုတည်မှုမှုလေးတွေနားဆင်ကြပါအောင်ခင်ဗျာလာချိုမြို့ကအချို့ဆိုင်တဆိုင်ကို TNW နဲ့ SSPP အမတ်တစိပ်ပါစီယူနီဖောင်းတွေကိုစီကောင်စီကချုပ်ခိုင်းနေပါတယ် TNR အမတ်တစိပ်ပါစီဝဆောင်အစုံနေရာနဲ့ SSPP အမတ်တစိပ်ပါစီဝဆောင်အစုံတရာကိုလာရှုံမြို့မြို့မစီအတွင်ကအချုပ်ဆိုင်တဆိုင်ကိုအတင်းအဓမ္မချုပ်ခိုင်းနေတယ်လို့တရင်ရင်းမြစ်တအူးကအွှေပြင်းမြေကို ပြောပါတယ် အကောက်ကြံဖို့အတွက်အစဉ်သင်းလုပ်နေပြီနော်တတိထားဖို့လိုအပ်တယ်လုံချုံရည်ကြီးကအချုပ်ဆိုင်နာမည်ကိုရှင်ပြည်မြေကလျော့ဝတ်ထားတာဖြစ်ပါတယ်လာရှုံမြို့တွင်မှာအကျန်းဖက်လုပ်ငန်းတွေစီကောက်စီကဆင်းစင်နေတာဖြစ်ပြီးအကျန်းဖက်ဖောက်ခွဲမှုမှာအဆိုပါတိုင်းနာလက်နက်ကိုင်တပ်ဖွဲ့ယူနီဖောင်းနဲ့ပေါ်ဆောင်ဖို့ကြံစီနေပါတယ်။သတိထားဖို့လိုအပ်တယ်။လာချို့ကိုရာတော်တာတန်းပါရီစပ်ဖြစ်တဲ့လေစမ်းနာထောင် ်ဤကားတွေကိုစစ်တပ်ကပိုက်ဆံအဆမတန်တောင်းနေလို့ဒေသခံတွေခက်ခဲဖြစ်နေကြရတယ်လို့ပြောပါရယ်။ဧပြီလ21ရက်နေ့ကလာရှိုမျိုးကိုကန်တက်မတော် MNDA ကစစ်တပ်ကိုပြန်လည်ပေးအပ်ခဲ့ပြီးတဲ့နောက်တင်ဒီကနေလာရှိုမျိုးကိုလာတဲ့အင်စီကားတွေကိုဒဇီ3000ကျပ်လာရှိုတင်ဒီသွားတဲ့ကားကိုဒဇီ9000ကျပ်နှုန်းနဲ့စစ်တပ်ကကားတိုင်းကိုတောင်းနေတာလို့ပြောပါရယ်။ ဒေသခံတယောက်ကဒီကောင်တွေကသူတို့လက်ထဲပြန်ရောက်တာနဲ့လုံးချင်တာလို့တော့တော့အိမ်စည်းကားတဲသေးလေးကအစားတစည်း3000ဆိုပြီးကောက်နေတာဒါကိုပြည်သူတွေကိုဒုက္ခလိုက်ပေးနေရလို့ပဲမြင်တယ်လို့ပြောခဲ့ပါတယ်